တော်လနေတဲ့နေ့ရက်များပါတော်လန်ကလေးကအားလုံးမင်္ဂလာပါရှင်ခုဖတ်ပြပြမှာတော့စင်ရောရေးသားထားတဲ့မြစ်ကျိုးတွေစီကိုဆိုရဲအစီလေးကိုဖတ်ပြပေးကြပါရယ်မြစ်ကျိုးတွေစီကိုမြစ်ကျိုးတွေစီကိုချောင်ရရဲ့အလင်းဖိုတက်တဲကနေတော်တော်လလတ်ခုံမောင်းလာတော့လေတစီဝါကျင့်ကျင့်ညွန့်ညွန့်ရောင်မြည်ချက်ကက်ကက်နဲ့စိတ်မပါတပါတိုက်ခတ်နေတော့မပွင့်တစ်ချက်ပွင့်တစ်ချက်လေးယူများ တဝူဝီကြားနေပြီးပဝင်းကျင်ကိုစူမြန်ခြင်းကလွဲလို့ဇန်နာအချင်းကြီးရဲ့အင်ဂျင်တန်ပေကိုအသက်လိုသဘောထားပြီးထိန်းကြောင်းနေတဲ့လီထိုးသားတဖက်ချင်းစီကတောအုပ်တွေကကြောက်စိတ်နဲ့မြစ်ကိုအလှည့်ရလိုက်ကူးနေတော့ကျွန်တော်တို့ကိုလောင်နေသည်အလားတတဲဝင်တိုးလာတော့နှောက်ကြည့်မြစ်ထွေးနေတော့ရေဝိတ်တမြင့်မြင့်တရွရွနဲ့ဆက်သွားဟာနှိုင်းကိုခွင်းလို့မြောက်စီအရာကိုနှမ်းမမြင်ရပေမဲ့ခံစားရသည့်အခြေအနေကတိနေသည်အလား လိုင်အဝေးလေအတွေ့မြင်ကဒုံကရင်စိတ်ကအိုးထိန်ဆက်လာကန်ဆက်တို့အကြည့်တို့လူလူကုခတ်ကုန်၏ရှစ်တတဲ့ကကန်ဆက်ကိုမျှော်ကြည့်မိသည်တရိပ်ရိပ်လွန်လူးလာသောလှိုင်းနှောက်နှောက်တွေတဆွေဆွေခွန်ကူးလာနေသောကန်ဆက်ကတဲတောင်ဆက်တွေတဖြက်ဖြက်တလက်လက်နဲ့နေပူရှင်ကြောင့်တဘာဝဆန်လာသောတန်လျက်တွေပုံရိပ်ရောင်တွေကခီးသွွားခြင်းကိုအတိမပြုလို့ကျွန်တော်ဒီလေနှိမ့်နေရံကိုကုတ်ချက်လို့သွားလာသူတွေမှလည်းတက်ဆိုင်ရာဇောကတ်လို့ ရှိရရာရောက်ရည်ကိုအာယုံပြုနေရသောခီချန်းရှိရာသည်ဥရုကမှန်ပြပြအလင်းရောင်ကမတဲခွဲသောပုံဝင်ခြင်းကိုဆွဆူနေစေသည်မြေငွေတစ်လျှောက်တောင်ကျောတွေမှာမြူဆိုင်ကပိတ်ဖုံးနေပြီရေပြင်းမြေရိုးတစ်လျှောက်မှာလည်းအထက်ကိုဆန်နေသည့်အလားရေဝဲများကခုံးလို့ပျော်ပါနေသောအမှိုက်တရိုင်များလည်းဒရော့တော်ပါအရှိန်အဟုန်ဖြင့်ညောပါနေပြီသည်မြေရဲ့ကြောပေါ်မှာကျွမ်းကျင်စွာခုံမောင်းနေသောဆက်လီကလေး သူလည်းလှိုင်းအတွေ့လေအဝိမေအင်ဂျရီမဆဲနိုင်အောင်စူးစားကုခတ်နေရသည်စိတ်ကြညွန်ညင်စေအလင်းမရှိမြေရဲ့ကြောပေါ်မှာစိုက်တလို့ဥဒဟိုတွာလာနေသောဆက်လီငယ်လေထုံးငယ်များလည်းရှိသည်တီတီတန့်တန့်ထံပိုးပေးနေသောမြစ်ကိုကြည့်ပြီးဟင်းငနေတပြင်းတစ်ချက်ချသည်အရက်မျက်နှာဖောင်းဆောင်ကလေနွေးနွေးများကမျက်နှာကိုစမ်းငယ်စိန်ရတယ်လို့ငံကြည့်ကြည့်အရသာတွေ့နေလာ၏အတွေ့မြအောင်အကောင်ချက်လုံးမတက်ဖြစ်လာသည် ကြည်မြိုင်းိုင်းကိုရှင်ရင်ကြည်ကြည်ဖြတ်တန်းရတော်မူလား။ရှင်ကြည်ချက်ကိုထံပိုး၏ကုခတ်လာလိုက်ကြတာ။လူရပန်းနိုင်နာကိုရောက်လို့ဆဲဆဲ။မိန်ပြပြအမိုးတွေကအိမ်ပြန်လာမဲ့သားတွေကိုအမိဖြစ်သူတွေကကြုံနေတယ်လို့။မြတ်တာငတ်နေသူတွေကိုတထွေတပွေပေးတော်မလို့။အနည်းတွေလိုအပ်နေသူတွေကို အာပတယယူရကြတော်မူလား။ဒီကြောဘောကကျွန်တော်တို့စိတ်သိမ့်တစ်ဖြန်းဖြန်းထအောင်ကြိုးစားခံနေရပါပြီ။ ခစ်ဟာခစ်နဲ့မတူအောင်ဆုတ်ချလို့ခစ်ကိုအပြစ်တင်ပလက်လန်သတင်းထွေးရတယ်လို့ပဲကိုကိုရမှာကိုအတင်းပြောနေကြတာထက်ဆိုးတယ်မညီမြစင်းတွေပတ်လိုက်တာရရုပ်ဆော့အဆုံးကတဲကြီးမြင်ပြီးကောက်ကွေးရတာတို့ဘာတို့ငါတို့အလုံးရဲ့နောက်ထပ်ပန်းနိုင်တတိယမြို့နန်းရဲ့ရိုးဆက်အစမဟုတ်မဟုတ်တဲ့ကိုထင်ကလေးရွှေနဲ့ရောက်ခဲ့ပြန်ပြီပေါ့ထိုနေ့ကနိုးထခါစနောက်တနေ့ရဲ့စမှတ်ပေါ့ လင်အားကြီးကြီးမဲတာကောင်းကင်ဝါအာမနာလူတွေရဲ့အမြင်ကိုရာသီဥတုနဲ့ပိတ်မောင်းနေစေတယ်။အတွေးတွေမိုးတက်လေပြင်းနဲ့ဆွဆူနေစေတယ်။ဒီအချိန်ကခဏခဏကြုံမှုသည် အခက်ကအခက်ခဲတို့ရဲ့ထိတ်ခေါင်တွေနေရာယူမှုသည်ထင်းရည်စိမ်မိသားကိုအပါတရလောင်မီးကြစေဖို့အညိုတင်မပါဒေါသမပါပဲညည်ရို့ကြာရလောက်တဲ့အထိပေါ့ည ကောင်းကင်ဟာကြာလဲလဲရောင်လက်မတာပေမဲ့ကောင်းကင်ကအယောင်သွေးကြောင့်မြေပြင်ဟာအရှင်းသားလို့ကန်ဖွဖွရေဖွဖွနဲ့ဒူဝင်ကျဲပျောက်တဲ့အရက်တောက်ကြဲကိုအရှင်းသားမမြင်ရတဲ့အရက်လာတာတော့ညတွေကိုမပြတ်သားစေတဲ့အရက်မပြတ်သားခြင်းနဲ့ဝေဝါးခြင်းနဲ့စွဝေးနေစေတဲ့အရက်စွန့်ပြနေတဲ့မြစ်တာရှင်နှံတို့တင်းလိုက်ရစစ်စစ်မြစ်တာနဲ့နှွေးထွေးမှုလို့စုဝေးရနားလည်မှုပေးခြင်းနဲ့အရေးကြီးကြီးလို့တည်ရှိရ ထို့သို့သောအရက်တွေကိုမျက်နှာလွှဲကကြော်ပေးခဲ့ရပြီအရင်နဲ့လိုက်တဲ့ဆောင်းကင်းလေးလေးအမေလျှော်ထားမိမလားမသိအိယာဘေးကဆောင်းစင်လေးလေးရှင်းထားပေးမလားအိမ်ကခိုးထွက်ရင်စိတ်ဆိုးပြီး order တဲ့ဖီရောအခုဆိုစိတ်မဆိုးရဲပဲတိတ်တခိုးနဲ့ဆောင်းမုံနေမလားတွေးကြည့်ရင်မတွေးရစရာဆွေးကြည့်ရင်မဆွေးရနိုင်စရာမေးပြောက်ခြင်းကိုပြန်ပြီးမေးပြောက်ရတယ်လို့လွမ်းနာကိုမလွမ်းမီအောင်အလွမ်းနဲ့ဖြေနေရတယ်လို့ပဲ မြစ်ကိုအလှရလိုက်ကူးခတ်နေကြတယ်။လောဘတွေ၊မောဟတွေ၊ဒေါသတွေနဲ့ဖော်တဲ့စစ်စစ်ကြုံဟာကျုံစစ်တယ်။ဘာနဲ့မှချွတ်မရ၊ဘာအစွဲမှအစားထိုးမရ။သူ့မြေကိုကိုကကာကွယ်လိုက်။ကို့မြေကိုသူကလာထိလိုက်နဲ့ဝိုင်းကြီးပပတ်တိုက်ရတဲ့စစ်စစ်ကြုံဟာကျုံစစ်မှာတော့မြစ်ကျိုးတွေကစံတက်လာတဲ့ဒုက္ခတွေကျေစင်းရင်ခံကြရုံပေါ့။အဝေးကိုမျောကြည့်ရင်တောင်တွေကိုငေးရတာရေပြင်ကျဲကိုကြည့်ရတာ တစ်ပင်စိမ့်စိမ့်တွေကိုရင်ခုန်ရတာလေနုအေးကိုရှူရှိုက်ရတာဒါတွေဟာဝယ်လို့မရနိုင်တဲ့တာယာပြည့်စုံမှုတွေနဲ့အတွေ့အကြုံတွေနှစ်ကျိုးရေစီကိုအဝေးကိုမျောကြည့်ရင်တောင်တွေကိုငေးရတာရေပြင်ကျဲကိုကြည့်ရတာတစ်ပင်စိမ့်စိမ့်တွေကိုရင်ခုန်ရတာလေနုအေးကိုရှူရှိုက်ရတာဒါတွေဟာဝယ်လို့မရနိုင်တဲ့တာယာပြည့်စုံမှုတွေနဲ့အတွေ့အကြုံတွေစမနှိမ့်စုပါရှင်အလုံးကျေးဇူးတင်ပါတယ်